ဒီအပိုင်းမှာဖြစ်နေတဲ့ဖြစ်နေတဲ့ကျွန်တော်တို့အဖြေလွားတွေမီးလောင်လို့ចောင်းသားចောင်းသူတွေပြန်ပြီးတော့တောက်တုံဝင်ဆောင်ဝင်ပြန်ဖြေရမယ့်အခြေအနေ။အော်ဒီတနေ့ကအားလုံးပွက်လို့ရရင်အော်ဒီရဲ့ဆူကခင်ဗျားတို့ចောင်းသားចောင်းသူတွေမီးပါးတွေချင်းပါတဲ့ကိုတော်တော်ဆိုက်တာ။ဆူပေါင်းမနေဘူးပဲ။ဆူပေါင်းမနေဘူးပဲ။တော်တော်ဆိုက်တာ။အော်တချို့ចောင်းသားမီးပါးတွေအာကျွန်တော်ကျွန်တော်တို့ကဒီဆောင်ဘက်ကိုမဖြေနိုင်တော့ပါဘူး။ဆိုပြီးတော့ပြောတဲ့လူလည်းရှိရဲ့။အဲ့တော့ ထပ်ပြီးသိရတာကဒီကနေ့ကျွန်တော်ပြုံးလင်းမှာရှိရဲကျွန်တော်ရဲ့မိတ်ဆွေတွေရှိတယ်။အဲ့မှာပြုံးလင်းမှာဆိုလဲခင်ဗျားတို့သိပါတယ်ဘောရာတွေနာမည်ကြီးဘောရာတွေပတ်စံလဲပေးတာယာနဲ့ချီလို့ပေးရတာပြုံးလင်းမှာရှိတဲ့ဘောရာเจ้าတွေရှိတယ်အခြားသောဒေသမှာရှိတဲ့ကျွန်တော်တို့ပုဂ္ဂလိကเจ้าတွေရှိတယ်အဲ့ဒီเจ้าတွေဘာလို့လဲဆိုတော့ဒီဒီကျွန်တော်တို့တတ်သုံးဝင်ဆောင်ဖို့ပဲပြန်ဖြည့်ဖို့အတွက်သူတို့မှသူတို့ဒီပုဂ္ဂလိကเจ้าတွေဘောရာတွေမှာတက်ခဲ့တဲ့เจ้าသားเจ้าတွေတို့ပြန်ခေါ်တယ်ခေါ်တယ်ပြန်တင်ပေးပေးပေါ့ဗျာရရပေါင်းဘလောက်တည်းမှာသူတို့ပြန်တင်ပေးမယ်အောင်ကိုအောင်ရမယ်ဆိုတဲ့ကတိနဲ့သူပြန်ခေါ်တယ်ပြန်ခေါ်တဲ့အခါမှာ တယောက်ကိုကြေးရဘလောက်ပေါက်လဲဆိုရင်အနည်းဆုံးဒီ border အသေးလေးတွေဒီပုံလေးအကြောင်းအသေးလေးက15သိန်းကနေ30 30 50ဒီပေါက်တယ်30 30တို့30 50တို့ပေါက်တယ်တယောက်ကိုနော်တယောက်ကိုအဲ့တော့ဒီစနေကြီးကဘယ်သူတွေအစည်းအဝါဖြစ်သွားလဲဆိုရင်ကျွန်တော်ပုတ်ကလေးကပုတ်ကလေးကအကြောင်းနဲ့ border တွေစည်းအဝါဖြစ်သွားတယ်နော်သူတို့အဲ့မှာအဲ့ဒီအကြောင်းတွေထားနိုင်တဲ့သူတွေအများဆုံးကတော့ငွေကြေးချတာတွေလို့ထားနိုင်တာအကြောမွေးတွေတော်တော်ရှားပါတယ်မထားနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ခင်ဗျာဒီအကြောင်းမှာယာနဲ့ရှိပြီးတော့ခင်ဗျာကုန်ကြတဲ့လူမနှဲပါဘူး ဒီเจ้าနဲ့တွားပြီးတက်မယ်ဆိုရင်ညသူတို့သူတို့ရဲ့အဲ့ဒီလူဒန်းစားတလွာပေါ့ပုဂ္ဂလိကเจ้าနေရဲ့လူဒန်းစားတလွာတွေဘော်ဒါမှာတက်တဲ့လူဒန်းစားတလွာကတော့လာမဲ့လာမဲ့ပြန်လဲကျင်းပပေးမဲ့စာဝေးဘက်မှာဝင်ဖြေလိုက်မယ်သို့တော်လည်းပဲအစိုးရเจ้าနေမှာတက်တဲ့เจ้าသားเจ้าသူတွေဘလို့နဲ့သူတို့ပြန်ဖြေကြမလဲနံပါတ်1သူတို့မှာအိမ်နေမရှိတော့ဘူးအိမ်နေမရှိတော့ဘူးနံပါတ်2အဖေအမေတွေတေဝဲကွက်ခဲ့ရတယ်ရှင်ကွက်ခဲ့ရတယ် နောက်ဆုံးသူတို့ရဲ့မောင်နှမတွေပေဝဲကွဲခဲ့ရရှင်ဝဲကွဲခဲ့ရတယ်။သူတို့မှာစိတ်ဓာတ်ရအကြီးရတယ်ဗျ။စိတ်ပါဝါဘာမှမရှိဘူး။ဒီစိတ်ပါဝါရဖို့အတွက်အစိုးရကလက်ရှိဘာတွေလုပ်ပေးနေပြီလဲ။ပြညာရေးဒီတတိယပြည့်ကျွန်တော်ပြညာရေးဝင်ကြီးဌာန။ပြညာရေးဝင်ကြီးဌာန်ဘာတွေကူစားပေးနေပြီလဲ။ကူစားပေးပြီလား။နောက်ထပ်ထပ်ပေးနေတာကဗျာ။အဲ့တော့ဒီဒီအကြောင်းသားအကြောင်းသားတွေစောင်းပွဲပြန်ပြင်မှာဟုတ်ပြီကျွန်တော်6လပိုင်းဆက်ဆောင်ရနေစပြီးစောင်းပွဲပြန်ပြင်မယ်ဒါဆိုရင်ဒီကလေးတွေစောင်းပွဲပြန်ပြဖို့အတွက်ဒီကလေးတွေကကျွန်တော်အစိုးရအကြောင်းကိုပြန်တက်ပြီးတော့စာပြန်ကြရမှာလား စာပြီးပြန်ပြီးတော့တင်ကြောင်းမှုခံရွာမှာလားတာမောမိမိအိမ်မှာပဲစာအုပ်တွေပြန်ရှာပြန်ရှာပြီးတော့စာပြန်လေ့လာမှာလားမေးစရာတွေရှိပါတယ်မေးစရာတွေရှိပါတယ်အဲ့တော့ဒီဒီမေးခွန်းကိုကျွန်တော်ဒီကနေ့ပညာရေးဝန်ကြီးဌာနကိုကျွန်တော်မေးထားတယ်မေးထားတယ်အခုလက်ရှိကျွန်တော်တို့ဘော်ဒါကျောင်းတွေမှာဘော်ဒါကျောင်းတွေမှာကျွန်တော်ကျောင်းသားကျောင်းသူပြန်ခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်ချက်သိန်းကချက်သိန်း20နဲ့ချက်သိန်း50အဲ့ဒီအတူပေါက်တယ်အဲ့ဒီငွေချေကိုပညာရေးဝန်ကြီးဌာနကဝင်ရောက်စစ်ဆေးတားဆီးရရှိမရှိနံပါတ်1နံပါတ်2ကတော့ကျွန်တော်လက်ရှိကျောင်းအစိုးရကျောင်းတွေမှာတက်ခဲ့ကျောင်းသားကျောင်းသူတွေ သူတို့ဗမာစာပြန်သင်ရမှာလဲတနည်းအားဖြင့်ဗျာဗမာစာပြန်နှွေးရမှာလဲအစိုးရဖန်တီးပြမှာလားအเจ้าမှာပြန်တက်ကမှာလားဒါမှကိုယ့်အိမ်မှာကိုယ်ပဲဖြစ်တယ်လို့ပဲနေရမှာလားအဲ့တော့တချို့ចောင်းသားတွေဗျာခင်ဗျားကြည့်လိုက်အင်ကြီးရမယ့်တဘုံကြီးပဲခင်ဗျားနေပြီးတော့မှလိုက်ကြည့်လိုက်ဝန်ထမ်းအင်အားတွေပြက်စီးသွားတဘုံကြီးပဲနေပြီးတော့မှမိရထားအင်အားလိုက်ကြည့်လိုက်အဲ့ဒီမှာခင်ဗျားလေးလွှာချင်းသုံးလွှာခင်ဗျားသုံးလွှာပဲကျန်တယ်တလောအောင်ပဲကြိုးချိန်နေရပဲလိုက်ကြည့်လိုက်ပြီးရင်ကျွန်တော်တို့ဒီဒုက္ခတောင်ဝင်အကျော်ဟိုဘက်မှာတိုက်တည်ရှိတယ်အဲ့ဒီမှာခင်ဗျားအင်အားကြိုးချိန်နေရပဲနေပြီးတော့မှပဲအများကြီးပဲဝန်ထမ်းအင်အားတွေ အဲ့ဒီမှာရှိတဲ့ចောင်းသားចောင်းကြီးလည်းဘယ်လိုစိတ်နဲ့စာမွေးပွဲပြန်ဖြေနိုင်မှာလဲနောက်ထပ်တစ်ချက်ဗျာကမန်းလေးစကိုင်းမှာအိမ်ကြီးပြိုတယ်အဲ့မှာចောင်းသားចောင်းကြီးပါလိမ့်မယ်ကဒီလောက်အိမ်ကြီးပြိုတော့ခင်ဗျာဒီလောက်ဟိုမှာဒီဒီကန့်နေမှာသွားနေရတာဘယ်လိုစာပြန်ချက်မလဲဘယ်လိုចောင်းပြန်သွားမလဲဘာနဲ့သွားမှာလဲမေးကြတယ်ဗျာကြီးပဲနောက်ပြီးသူတို့ပြီးတဲ့အချိန်ဟာကက်ကက်လေးဘယ်လိုဖြေရမှာလဲခင်ကျွန်တော်မေးတာဘယ်လိုပြန်ဖြေရမှာလဲကမန်းလေးမှာဆိုလဲခင်ဗျာတိုက်ပြိုသွားပြီဒါဆိုတပိုးအဲ့မှာចောင်းသားចောင်းကြီးပါမယ် တချို့အဲ့မှာကျွန်တော် group တွေကွဲသွားလဲနံပါတ်1ငလင်းကြောက်ပေသွားတဲ့တောက်တုံဝင်ចောင်းသားចောင်းသူတွေရှိလိမ့်မယ်ငလင်းငလင်းကြောက်ငလင်းပဲကြောက်ပေတဲ့လူတွေရှိမယ်ငလင်းပဲကြောက်မပေဘဲနဲ့မိသားစုပေတဲ့သူတွေရှိမယ်သူတို့တော့လွတ်ရလွတ်လိမ့်မယ်နောက်တစ်စုကကျွန်တော်အိမ်တွေပျောက်သွားတဲ့လူတွေရှိလိမ့်မယ်နောက်တစ်စုကကျွန်တော်တို့ဒီဘက်မှာကန်ဒီမှာသွားနေရတယ်ရှိလိမ့်မယ်အများကြီးမကြည့်ပါနဲ့ဗျာပညာရေးဝန်ကြီးဌာနကကျွန်တော်တို့မေးချင်တာကဒီနေပြီးတော့ကောင်းစီကောင်းစီတက်မှာရှိတဲ့ဇမူတိမျိုးပဲလာကြည့်လိုက်အဲ့ဒီမှာခင်ဗျအများကြီးပဲအိမ်ကြီးပြို့တာတချို့ဝန်ထမ်းတွေဆိုရင် တချို့ဝင်တယ်ဆိုရင်တချို့ဝင်တယ်ဆိုကျွန်တော်တို့ဒါသူတို့ကန့်နေမှနေရာတွေဟာလည်းအများကြီးပဲသိပါတယ်သူတို့သိကြပါတယ်ကျွန်တော်လည်းမပြောတော့အောင်ဒီအခြေအနေတွေအဲ့တော့ဒီចောင်းသားတွေဘယ်လိုလုပ်ဘယ်လိုစိတ်နဲ့ဆောင်ပွဲပြန်ပြရမလဲဆောင်ပွဲပြည့်ရဲဆိုတော့ကျွန်တော်စိတ်ပါဝါနဲ့ပြရတာနောက်ဆုံးများခင်ဗျားကလည်းဒီဒီမင်းကုန်းဒေတာမင်းကုန်းဒေတာကចောင်းသားတွေမန္တလေးကိုဆောင်ပွဲလာပြီတော့ကုန်းလန်းကနေမသွားရလို့တွားလို့မရလို့ပီရက်ကဖြတ်ထားလို့သေးမွားနဲ့ဒီဘက်ကမန္တလေးကိုလာရတယ်ခင်ဗျားကားနဲ့တော့ဘယ်တော့မှမသွားဘူးဒါဆိုရင်ခင်ဗျားပြန်ပြီးမှចောင်းသားចောင်းသူရဲ့လုံခြုံရေးကိုဘယ်သူကအာမခံပါလဲ ကာလတို့ဘသူကအာမခံပါလဲနောက်တစ်တစ်ချက်ဒီလက်ရှိကျွန်တော်တို့ဒီတောက်တုံဝင်ဆောင်မှုဖြေခဲ့တဲ့ចောင်းသားចောင်းသူတွေအားလုံးကចောင်းသားចောင်းသူတွေအားလုံးကတချို့သောသူတွေကစစ်ဘေးတဒေသကနေပြောငါတို့သားသမီးတွေចောင်းတက်ပါစီတော့ចောင်းတက်ရပါစီတော့ဆိုပြီးတော့သူတို့သားသမီးတွေကိုခိုးចောင်းခိုးဝဲနဲ့မြို့ပို့ပြီးတော့စာသင်ခိုင်းကြတာသူတို့မှလည်းမရှိမရှိမဲလေးစုပြီးစာသင်ခိုင်းကြတာဗျသူတို့မှမရေးတခါမဟုတ်ဘူးမရေးအခါကနာနေအဲ့တော့ကျွန်တော်တို့က ဒီအခြေအနေမှာကျွန်တော်တို့ဒီဖြစ်စဉ်တွေနဲ့ဒီတက်ရောက်မှုတွေဆိုးကျိုးတွေကောင်းကျိုးတွေပြန်ကြည့်ပြီးတော့ကျွန်တော်တို့တစ်ခုခုတော့ဒီစဉ်းစားပေးနေခြင်းပါတယ်အဲ့တော့အဲ့မှာကျွန်တော်တို့နောက်ထပ်စဉ်းစားရရှိတယ်တောင်းသားတွေအကယ်၍ဒီဆောင်းဘွဲကြီးကိုစိုက်နာသွားခဲ့ပြီးတော့တစ်ဖက်ကိုရောက်သွားခဲ့ရင်နံပါတ်1ထိုင်းဝင်သွားပြီးအလုပ်သွားလုပ်ခဲ့ရင်နံပါတ်2 PDF တွေလက်ထဲပါသွားခဲ့ရင်ဘသူနဲ့နာမလဲကျွန်တော်တို့တိုင်းပြည်ပဲနဲ့နာတယ်ကျွန်တော်တို့နိုင်ငံနဲ့နာတယ်လို့ကဲငါတို့ပြောင်းမဖြေတော့ဘူးကွာငါတို့မိသားစုတွေလည်းအဆင်မပြေဘူး ငါထိုင်းပြီးသွားပြီးတော့အောင်လမ်းမဲ့သွားပြီးတော့အလုသားလုပ်တော့မယ်ဆိုရင်အဲ့ဒီចောင်းသားကြီးအနာကမဲ့သွားပြီဒီចောင်းသားចောင်းသူဘယ်သူကဆွဲတင်ပြီးပါလဲဆွဲတင်ပြီးပါအဲ့တော့ဗျာနိုင်ငံတကာမှာခင်ဗျားရှိပါတယ်ဒီလိုအခြေအနေတဘာဝဘေးတွေဖြစ်လာပြီးဆိုရင်သူရဲ့ပြီးခဲ့တဲ့ကာလသူចောင်းတတ်တဲ့ကာလမှာသူရဲ့မှတ်တမ်းတွေရှိတယ်ဒီမှတ်တမ်းတွေကဒီចောင်းသားတော့ဘယ်ကနေအဆင့်မိတယ်ဥပမာဆေးចောင်းလားဝင်ဝင်ဝင်ဖြေပေါ့ဗျာအောင်ရင်ဆက်တက်ပေါ့ဗျာနိုင်ငံတကာမှာတော့ဒီလိုလုပ်တယ်เนาะကျွန်တော်ဒီမှာပြောတာမဟုတ်ဘူး အခြားတော့ကျွန်တော်တို့နိုင်ငံတကာမှာအဲ့ဒီလိုလုပ်တယ်ဝင်ခွင့်အနေနဲ့လုပ်တယ်ဒီမှာတော့ဗျာခင်ဗျာကျွန်တော်တို့အခြားနီလာမရှိတော့ပဲဒီလိုပဲကျွန်တော်ဆောင်းဖို့ပဲအဖြေတော်မီးလောက်ရင်ဆောင်းဖို့ပဲပြန်ဖြေဒီနီလာမရှိတယ်လားလို့ကျွန်တော်မေးချင်ပါတယ်အဲ့တော့ပြည်ဟိုင်းဝင်ကြီးဌာနအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့တိုင်းပြည်ချစ်တယ်ကျွန်တော်တို့တိုင်းပြည်ချစ်တယ်နိုင်ငံချစ်တယ်တက်မတော်ကိုချစ်တယ်ချစ်လို့ကျွန်တော်တို့ဒီခုံမှာဒီလိုလုပ်နေတာရှင်းတယ်ကျွန်တော်တို့မိသားစုတွေဘဝတွေအသက်တွေအပေါင်ပေးပြီးတော့ကျွန်တော်တို့ကဒီလိုကိုလုပ်နေတာရှင်းတယ်ကျွန်တော်တို့ကတိုင်းပြည်တို့အလုပ်လုပ်တာတိုင်းပြည်တို့အလုပ်လုပ်တိုင်းပြည်တို့ကျွန်တော်ပြောစရာရှိတာပြောရမှာပဲ ကျွန်တော်တို့ကျွန်တော်တို့ရဲ့ရောက်ကမဘက်ကအတိုင်းဝန်အသက်တွေအပေါင်ခံရတယ်ကျွန်တော်ရောက်ကမဆိုလဲ PDF တွေဖောင်းမသိလို့လွတ်လာတာကျွန်တော်တို့မိသားစုတွေလည်းကျွန်တော်တို့ဟာလာကျွန်တော်တို့ရရရနေတာတတ်မှာကျွန်တော်တို့ဆိုရရရနေတယ်မှာတတ်မှာလူမမဲကလေးတွေတတ်မှာကျွန်တော်တို့မျိုးဆိုရင်တတ်ပြီးရှိလို့လောက်တာဗျာရှင်ပြောတတ်မှာချစ်လို့လောက်တာဒါကြီးတော့ချစ်လို့လောက်တာချစ်လို့လောက်တာဗျာအဲ့တော့ဒီဒီလိုဗျာဒီကာလမှာကျွန်တော်တို့ဒီကြောင်းတက်ခဲ့တဲ့သူတွေအားလုံးကလည်းလက်ရှိနာဆာကနိုင်ငံတော်ကြီးကိုယုံကြည်လို့တပ်မတော်ကိုယုံကြည်လို့ကြောင်းတက်ခဲ့တဲ့သူတွေပဲမယုံကြည်တဲ့သူတွေကလည်းကြောင်းမထားဘူးဗျာ လောက်ကြတဲ့လူအများကြီးပဲကျွန်တော်တို့ဒီလူတွေဘာကြောင့်ကြောက်တတ်ရသလဲဒီလူတွေဘာကြောင့်ဒီလူမျိုးတွေဖြစ်ရသလဲလက်ရှိအခြေအနေဘာတွေလဲဆိုတော့ကျွန်တော်တို့ကာလဒေသနေရာအခြေအနေတွေကိုကျွန်တော်ပြန်ပြီးစဉ်းစားပေးကြပါပြန်ပြီးစဉ်းစားပေးကြပါအဲ့တော့ဒါမှမဟုတ်လည်းကွာငါတို့ဆုံးပြတာငါတို့အမှန်ငါတို့မှန်တယ်ငါတို့မှန်တယ်ဆိုပြီးတော့ဆောင်းပွဲပြန်ပြေးခိုင်းကြီးလဲခိုင်းပေါ်ပြဒါတော့ကျွန်တော်မတတ်နိုင်ဘူးကျွန်တော်တို့ကတော့နိုင်ငံသားတယောက်ရဲ့တောင်းအနေနဲ့ကျွန်တော်တို့ကတော့လက်ရှိဖြစ်နေတဲ့အခြေအနေကိုကျွန်တော်တင်ပြတာ တိုင်းပြည်ကိုချစ်လို့တင်ပြတာတက်မလို့ကိုချစ်လို့တင်ပြတာလက်ရှိနားစားတာအုပ်ရိုက်ကိုချစ်လို့တင်ပြတာဒါပုံဝင်လင်းလင်းပဲဒါကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့တာဝန်ရပြောတယ်ကျွန်တော်တို့ကျွန်တော်မီဒီယာရဲ့တာဝန်ရကျွန်တော်တို့ပြောတယ်ကျွန်တော်တို့အသက်တွေပါကျွန်တော်တို့အပေါင်ပေးပြီးကျွန်တော်တို့ပြောတာကျွန်တော်တို့မိသားစုဘဝတွေကျွန်တော်တို့လောင်းစည်းစားရေးထပ်ပြီးကျွန်တော်တို့ပြောနေတာရှင်းတယ်ဒါကျွန်တော်ရည်တည်ချက်ပဲရည်တည်ချက်ပဲကျွန်တော်လိုက်ကြည့်လိုက်ဗမာပြည်မှာလူရဲ့တန်း60ထားတန်း90ကျော်60ရှိတယ်ထားတန်း90ကျော်ရှိတယ်ထားကျွန်တော်တို့လုံးနေတဲ့သူတွေလက်ငါးချောင်းမပြေဘူး လက်ငါးချောင်းမပြေဘူးတော့ခင်ဗျားတို့ကြည့်လိုက်တန်း90ပါခင်ဗျားဒီလိုလှုပ်ကိုလှုပ်လို့လှုပ်ဖို့ထွက်လာတယ်လူလက်ငါးချောင်းမပြေဘူးကျွန်တော်တို့ချစ်လို့လှုပ်နေတာဒီနေရာမှာလှုပ်တယ်ချစ်လို့လှုပ်နေတာအဲ့တော့ကျွန်တော်တိုင်းပြည်တဲ့ပတ်သက်တော့ကျွန်တော်ပြောရစီပြောရမှာပဲပြောရမှာပဲဒါကြောင့်ကျွန်တော်တို့ပြည်ရေးဝန်ကြီးဌာနအနေနဲ့ဒီကလေးတွေဆောင်ဖို့ပဲပြန်ဖြေရမယ့်ကိစ္စတော့ပြန်ပြီးစဉ်းစားပေးပါစဉ်းစားပေးစီချင်ပါတယ်ဒါမှမဟုတ်အားဒါငါတို့ဆုံးဖြတ်တာမှအမှန်မင်းတို့ပြန်ဖြေရမယ်ဖြေဖို့ဒါပဲရှိတာပဲအဲ့တော့ဖြေတဲ့အခါမှာကျွန်တော်လက်ရှိအဲចောင်းသားဥယျာចောင်းသားចောင်းသူဥယျာပေါ့ဗျာចောင်းသားចောင်းသူဥယျာအလုံးဥပမာအနေနဲ့ 操党去也他，把老爸是那俩批不嘞我大佬就是上级也木好，阿龙监督的 Thank you。